အလုံးမမြင်လားပါကျွန်တော်ဒီနေ့မှာတော့ဒီလက်တလုံးမှာအသက်ထွက်ရှည်ထားတဲ့ကျွန်တော်ရဲ့မိမိကိုယ်ရင်းရင်းနှီးမြှုပ်နှံခြင်းဆိုတဲ့ဆောင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြသွားပါမယ်ဒီနေ့မှာမှာအလုံးနဲ့မှာကိုယ့်ကိုယ်ရင်းနှီးမြှုပ်နှံခြင်းကအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်တယ်ဆိုပြီးတော့ပြောတဲ့စကားလေးရှိပါတယ်ကျွန်တော်ဒါ investment နဲ့ပတ်သက်လို့ရှင်အကောင်းဆုံးမှာ trolley ဆွဲနေတဲ့ဆုံးမင်းလို့လည်းပြောလို့ရပါတယ်မဘွားမှာကိုလိုချင်တဲ့ း level တစ်ခုရောက်ဖို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအလုံးနဲ့ဝင်လို့ရမှာအခုလိုချင်တဲ့အခြေအနေကိုရောက်ဖို့ပဲဖြစ်ဖြစ်စီးပွားရေးနဲ့ရင်းနှီးမှုနဲ့မဟုတ်ပါဒါအမြင့်ဆုံးကျိုးမြတ်ကိုရောက်ဖို့အတွက် problem ဖြစ်ဖြစ်ပါနော်အပေါ်မှာဆုံးအရေးကြီးတာကတော့ကိုယ်တိုင်အရေးချင်းပြည့်မိနေဖို့ဖြစ်ပါတယ်ဆိုလိုတာကတော့ကိုယ်လုံးနေတဲ့ level မှာအမြင့်ဆုံးဆန်းဆောင်ရောက်ဖို့အမြင့်ဆုံးအကျိုးမြတ်ရောက်ဖို့ဆိုလို့ရှိရင်ကိုယ်တိုင်ကဆင်းသင့်ဖြစ်နေဖို့လိုပါကျွန်တော်တို့လိုအပ်တဲ့အခြေသွေးတွေရှိနေဖို့လိုပါတယ်ကိုက professional တယောက်ဆိုလို့ရှိရင် ဒါကိုယ့်ရဲ့အလုံးမှာကိုကတစ်ဖက်ကန့်ခတ်ကျွမ်းကျင်နေဒါအမြင့်ဆုံးဝင်ကိုရနိုင်ပြီပါဒီလိုပဲကျွန်တော်တို့ကစီးပွားရေးနဲ့ရည်ရွယ်ချက်နဲ့မို့ပါဒါအမြင့်ဆုံးအကျိုးမြတ်ကိုရကျင်လို့ဆိုရင်ကိုကဒီ business နဲ့ investment နဲ့ဆိုင်တဲ့သိပညာတွေနောက်ကျွမ်းကျင်မှုတွေလိုအပ်ပါတယ်ကျွန်တော်တို့ကမှဒီအဖွင့်လန်းတွေကတော့လာနေတာပဲဒီအဖွင့်လန်းတွေကိုကျွန်တော်တို့ကဒီအမိရအဆုတ်ကနိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်ကိုယ်ကိုတိဆောက်ထားဖို့လိုတယ်။ကိုကတကယ်လို့မှအစင်းထဲမှာဖြစ်ပြီဆိုလို့ရှိရင်ဒါဘာအဖွင့်လန်းတွေဘလောက်လာလဲကျွန်တော်တို့လက်လွတ်နေရမှာ နောက်တစ်ခုကကုတ်ကူဝေရင်းနှီးမြှုပ်နှံခြင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကဒီအလုတ်ငွေကြေးနောက်စီးပွားရေးမှာမဟုတ်ဘူးပေါ့လေအခုရဲ့ကျမ်းမာရေးပျော်ရွှင်မှုနောက်ဒီ relationship ပေါ့နော်ဒါတွေလောက်တယ်လေကျွန်တော်တို့အင်မတန်အရေးကြီးပါတယ်ဥပမာထားပါတော့ကိုကဟိုကျမ်းမာတဲ့ဘဝတစ်ခုပိုင်ဆိုင်ရင်လည်းဆိုလို့ရှိရင်ဥပမာကျမ်းမာနဲ့ညီမျှမြတ်တောင်းစားတောင်းနေထိုင်တာကိုလည်းလို့ပြအဟစားလောက်တာမျိုးကိုကိုကိုကျွန်တော်တို့ကဒီစိတ်ပြေမှုနေအောင်နေတာပေါ့နော်ဆက်ပြန်တာတွေလိုအပ်ပါတယ်ဒီလိုပဲကျွန်တော်တို့ကဒီပျော်ရွှင်တဲ့ဘဝတစ်ခု တော့ပျော်ရွှင်တဲ့နေ့စဉ်ဘဝကိုကျွန်တော်ပိုင်ဆိုင်ရနေဆိုလို့ရှိရင်လည်းအပြူသဘောဆောင်စိတ်ထားအားကောင်းကျွန်တော်တို့တိဆောက်တာကိုယ်စိတ်တော့ဖြစ်စေတဲ့ပုံဝင်ရရှောင်းတာတရားထိုင်တာတို့တော့ဒီယောဂကျင့်တာတို့ဒါမျိုးတွေကျွန်တော်တို့လိုအပ်မှာဖြစ်ပါတယ်ဒါတွေကလည်းကျွန်တော်တို့ကကိုလိုချင်တဲ့အခြေအနေတစ်ခုကိုရောက်ဖို့အတွက်လိုတဲ့ကျွန်တော်တို့ကဒီရင်းနှီးမြှုပ်နှံမှုတွေပုဂ္ဂိုလ်ကိုလောက်ပြီးတော့မှတိဆောက်ရတာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကိုကောင်းတဲ့အနာဂတ်ဘဝကိုပိုင်ဆိုင်နေတယ်ဆိုလို့ရှိရင်ကိုကတိုးတက်ပြောင်းလဲနေဖို့လိုပါတယ် တို့တက်ပြောင်းလဲတဲ့ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့အချင်းတစ်ခုယူကောင်းယူရနိုင်ပေါ့လေကျွန်တော်တို့ investment ရဲ့သဘောတဘာဝဟိုဟာအချင်းပေးရတဲ့သဘောရှိပါတယ်ဥပမာဒီနေ့လူတစ်ယောက်ကဒီသပင်ရဲ့အရေးအောက်မှာထိုင်နေလိုက်တာအရှင်တော့ကလူတစ်ယောက်ကဒီသပင်ကို cycle လုပ်ပါဆိုပြီးတော့ whatever ဖတ်ပြောဘူးတဲ့စကားလေးတစ်ခုရှိပါတယ်ပုံမှန်တို့တက်ပြောင်းလဲဖို့ဆိုရင်အခုရဲ့လေ့ကျင့်မှုတွေလေ့လာမှုတွေကျွန်တော်တို့ design မှတ်လုပ်တော့ဖြစ်ကြည့်ပါတယ်နှိမ့်တာပြဿနာမဟုတ်ပါဘူး ရက်မနေဘူးနဲ့လုံလိုက်မလုံလိုက်ပေါယုံမျိုးဖြစ်ဖို့ပဲကြည့်ပါတယ်ဆိုတော့ဒီဆောင်မှာဆိုလို့ရှိရင်တော့ကိုကိုရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့စာစုတွေစုရေးထားတာဖြစ်ပါတယ် personal development နဲ့ career development ဆိုပြီးတော့အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်အဓိကဖြစ်တော့ကိုယ့်ရဲ့နေစဉ်ဘဝမှာတိုးတက်ဖို့လောက်ကိုင်းအသက်မွေးကြောင်းနဲ့ဝင်ငွေကိုနောက်တစ်ဆင့်မြင့်နေဖို့အတွက်ဝင်ရတာလဲစာစုတွေလို့ပြောလို့ရပါတယ်အားလုံးပဲကိုယ့်ရဲ့အလုပ်ဇီဝရေးနဲ့ဘဝမှာတိုးတက်အောင်ကြပါစေ 好了，我们结束电